အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့သင်တန်းသားတွေ subscriber 1000နဲ့ wow wow 4000ပြည့်တဲ့မိတ်ဆွေများအတွက်ကျွန်တော်တို့တွေဒီ service ကျွန်တော်တွေ app အတွက်ဒါလေးမြောက်ပြီးမှဖြစ်ပါတယ်ဗျာ okay မိတ်ဆွေများကကျွန်တော်တို့တွေကိုက subscriber 1000 wow wow 4000ပြည့်လို့ရှိရင်ရှောက်လို့ရပြီရှောက်လို့ရပြီဆိုရင်ကိုကကိုယ့်ကိုရှောက်လို့မရဘူးလားဆိုတော့ကိုယ့်ကိုရှောက်လို့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့မရပါဘူး။ဘာကြောင့်လဲဆိုတော့ तू อ่ะ address ပေးရတယ်၊လိပ်စာပေးရတယ်။အဲဒီလိပ်စာကကျွန်တော်တို့ပြပလိပ်စာတစ်ခုရမှာဖြစ်ပါတယ်။เนาะကျွန်တော်တို့တွေ စင်ကာပူလိုမလေးရှားလိုထိုင်းလိုဂျပန်လိုစပြီးတခြားနိုင်ငံတွေအားလုံးရပါတယ်ကျွန်တော်မြန်မာနိုင်ငံတော့မပါသေးဘူးပေါ့နော်အဲ့တော့ချင်းမြန်မာကျွန်တော်တို့ကဒီပြည်ဒီကျွန်တော်ဒီမြန်မာနိုင်ငံမှာပြည်တွင်းမှာနေတဲ့မိတ်ဆွေများတော့စပြီး SOM မှာပါစပြီး App မှာဖြစ်ပါတယ်ကိုကဒီစပြီး App မှာဆိုစပြီး Fiji အနေငယ်တော့ရှိတယ်ဟုတ်ပြီဒါဆိုပြည်ပပြည်ပနေတဲ့မိတ်ဆွေများကိုကိုကိုရှောက်တင်လားဆိုတော့ကိုကိုရှောက်ကိုကိုရှောက်တင်မရှောက်တင်ကျွန်တော်ပြောပြမယ် တော့ကျွန်တော်ကိုယ့်ကိုရှောက်မယ်ဆိုရင်ရှောက်လို့ရတယ်ရှောက်မယ်ဆိုတော့ကျွန်တော်တို့ရဲ့နေတဲ့ address ကိုပေးရတယ်အဲ့ address အဲ့ address ကိုပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့နေတဲ့နေရာကိုသူကပင်ကုတ်လေးလာပို့တယ်ကျွန်တော်စာစာတိုက်ကံပဲဖြစ်ဖြစ်အော်လူကိုယ်တိုင်ဖြစ်သူကပင်ကုတ်လေးလာပို့တယ်အဲ့လိုလာပို့တဲ့ချိန်မှာကျွန်တော်အဲ့ပင်ကုတ်လေးရမယ်ရပြီးတော့ဘဏ်ကိုသွားမယ် test form လေးဖြည့်မယ်ဘဏ်နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ account ကို auto ငွေဝင်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီ ီပေါ်တော့အနေငယ်ပေါ့အနေငယ်ပျော်တက်ဆိုတက်နည်းနည်းပါလဲလဲဝဲဝဲရှိတယ်လို့ဆိုရင်အဆင်ပြေကောင်းပြနေတယ်ဒါပေမဲ့လုံးဝပဲကိုကစကားတဲ့စကားလေးတက်ကြွခြင်းမမရှိဘူးဆိုလို့ရှိမရှိတဲ့မိတ်ဆွေများတော့ဒါအဆင်တိတ်မပြေဘူးတော့ကျွန်တော်ထင်နေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ service အတိတ်ပါတယ်ကိုကတကယ်လို့ပေါ့အဲ့မှာပြပမှနေတယ်အကြာကြီးလဲနေမှာဟောပြင်လဲပြမလာတော့ဘူးအဲ့တော့အဲ့မှအဲ့မှနေဖို့တော့ရောက်တော့တဲ့တိတ်မကြတော့၄၅၄၅၄၅ဆယ်နေနေဖို့စိတ်ကူတိုင်းတော့ကျွန်တော်တို့တွေကောက်ကိုရှောက်တင်ပါတယ် ဒါပေမဲ့ကိုကအာရောက်တာကြာပြီကိုကတနေ့နေ့မဲ့နေမှာတော့ဥမာပြန်လာတော့မှလို့အော်နောက်နေ့နေ့ပြန်လာတော့မှအဲ့လိုလိုမျိုးကြတော့ကိုကကိုမလျှောက်တင်ပါဘူး service အပ်တင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အဲ့ပြည်ပနဲ့ကျွန်တော်မြန်မာနိုင်ငံကိုပြန်လာတဲ့အခါမျိုးမှာအဲ့ဒီကပင်ကုတ်ပါကျွန်တော်တို့ပေးခဲ့တဲ့နေရာအလေးစားဥပ္ပတော့ပင်ကုန်သွားနေမှာအဲ့တော့ကျွန်တော်တို့ကပြန်လာတော့ပင်ကုတ်တော့ဖြစ်မယ်လို့မရှိလို့ရှိရင်ကျွန်တော်တို့တွေငွေမရဘူးဖြစ်တတ်တယ်အဲ့လိုခက်ခဲမျိုးတော့ရှိတယ်ဟုတ်ပြီအဲ့ဒါဆိုဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ကလိပ်စာပြောင်းအောင် အဲ့တော့လိပ်စာဘယ်လိုပြောင်းမလဲဆိုတော့ကျွန်တော်အရင်တော့နေခဲ့တာထားပလို့စင်ကာပူအခုကမြန်မာနိုင်ငံကိုပြန်လာပြီမြန်မာပြန်လာဆိုကျွန်တော်စာပြပြန်အပ်ကမယ်စာပြကထိုင်းလန်မဆိုပါဆိုအဲ့ထိုင်းလန်ဆိုတော့ထိုင်းလန်ကိုပြောင်းသွားပါပြီကျွန်တော်လိပ်စာထိုင်းလန်ကိုပို့ပြဆိုတော့ထိုင်းလန်ကိုတစ်ခါထပ်ပို့ပြရတယ်အဲ့လိုအဲ့လိုပို့ပြရတယ်ပုံတော့အဲ့လိုပို့ပြရဆိုရှင်ကျွန်တော်တို့ကဂျားထဲမှာငွေတွေပါရှိရင်ကျွန်တော်တို့ကနည်းနည်းဇရားရုပ်တယ်စိတ်ညစ်ရတယ်ဗျကျွန်တော်တစ်ခါစမ်းမှုတယ်အော်ကျွန်တော်အစဂျပန်နေထိုင်းလန်ထိုင်းလန်နေစင်ကာပူအဲ့လိုကျွန်တော်နိုင်ငံတွေလိုက်ပြီးတော့ address ကိုပြောင်းခိုင်းပေးမှုတယ် ဲ့တော့တကယ်စိတ်ညစ်စက်ကောင်းတယ်ဒါပေမဲ့တကယ်ငွေတွေအပြည့်ပါလောက်တာမျိုးခါကျတဲ့ရဖို့တည်းမသိကြတာမျိုးအဲ့လိုမျိုးတွေဖြစ်တဲ့ပြီဒါကြောင့်မလို့ကျွန်တော်အရင်ကလေးကပေါ့ကျွန်တော်တို့တွေဒီ service အတင်နေလို့ကျွန်တော်တို့ထင်ပါတယ်ဒါပေမဲ့မိတ်ဆွေကပြပမှနေတာလဲကြာပြီပြပမှပဲနေတော့မှနေ့တကြိုင်နေမှာဆိုလို့ရှိရင်ကောက်ကောက်ရှောက်တင်ပါတယ်အဲ့တော့အများဆုံးအဖြစ်တော့ကျွန်တော်တို့ကကုမြမနိုင်ငံဘက်ကိုချင်းနေပြန်လာကြတဲ့လူတွေဖြစ်တာကြောင့်မလို့ကျွန်တော်တို့တွေ service အသင့်ပါတယ် စာပေအမယ်လို့စာပေဖီဂျီတော့နည်းပေးရတယ်အဲ့တော့ကိုကဘာမှလုံးဆောင်မလို့စာပေဖီဂျီလေးပေးလိုက်ရုံနဲ့ကိုရဲ့ဘန်ကိုရဲ့အကောက်ထဲကိုငွေတွေအော်တိုမက်တစ်ဝင်လာတယ်အဲ့တော့သူကသူဖိန်ကုတ်သွားတယ်သူကသူပင်ကုတ်ရပြီးတော့ဘန်ကိုသွားတယ်တက်စ်ဖောင်တွေဖြည့်တယ်ဘန်နဲ့ချိတ်ဆက်တဲ့အတူကောက်တဲ့ငွေဝင်ဆိုဆိုကျွန်တော်တို့ exchange နဲ့ဥပမာစင်ကူဒေါ်လာဆိုလို့ရှိရင်မြန်မာငွေနဲ့ဟောထိုင်းဘတ်ဆိုရင်မြန်မာငွေနဲ့ပြန်ချိန်ပြီးတော့ကျွန်တော်တို့ပြန်ပေးတယ်ဒါကကျွန်တော်တော်တော်အဆင်ပြေတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်မိတ်ဆွေမေကရှောက်မယ်ဆိုလို့ရှိရင်လည်းဘာလို့လဲဆိုတော့ကိုက channel channel ကြီးမေးနဲ့ password နဲ့ပေးရတယ် channel ကြီးမေးရဲ့ password ရောသူတို့ပေးရတယ်သူတို့လျှောက်ရတယ်ပုံတော့အဲတို့လို့ရှိရပေါ့နော်ကျွန်တော်စိတ်ချလူပေးဖို့တော့လိုပါတယ်ကျွန်တော်ဒီမှာစိတ်ချလူတွေအများကြီးပဲရှိပါတယ်ဒါကြောင့်မို့ပြေးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကိုလာပြောပါကျွန်တော်ကျွန်တော်ကနေ join ပြပါမယ်ကျွန်တော်ကနေချိတ်ဆက်ပြပါမယ်ကျွန်တော်ကနေသွားလို့ရှိရင်တော့ဈေးနှုန်းကလည်းတက်တာမှာဖြစ်ပါတယ်ဗျ okay ဒါလေးကိုမိတ်ဆွေများကို live မြောက်ပေးတာပါဗျအဲ့တော့ကျွန်တော်တွေတချို့ကလည်းလာမေ့ကြတယ်ဆိုတော့တထောင်ပြေးပြီးကိုကြီးဟာဝါပါလေးတော့ပြေးသွားပြီးကျွန်တော်ကိုကိုရှောက်လို့ရတာကျွန်တော်ကိုကိုရှောက်ချင်းနေအဲစပြီးကျွန်တော်မိကိုလည်းအများကြီးလာမေ့ကြမျိုးရှိပါတယ်ကိုကိုရှောက်ချင်းနေဆိုရင်ပြီးပါမှနေတာကြာကြီးပဲနေမှာအဲ့တော့လုံးဝ50နှစ်နေမှာ50နှစ်မှာဆိုကိုကိုရှောက်သိနေအဲ့တော့ကျွန်တော်တွေပြီးမှတိတ်မကြသည်တိတ်မကြတော့ပြန်လာမှာဒါမှမဟုတ်လေကျွန်တော်မြန်မာနိုင်ငံမှာနေတဲ့လူအားလုံးကတော့ service app ကမှဖြစ်ပါတယ် service app လိုက်တာစိတ်ချမ်းသာပါတယ် Fiji တွေနည်းနည်းပဲပြရတာ ျွန်တော်တို့တွေဒီဘာနော်ဖီဂျီတင်းနဲ့ပြလိုက်မြဲကျွန်တော်ငွေတွေကိုအော်တိုမက်တစ်ငွေရရောက်နေမှာဖြစ်ပါတယ်โอเคဒါဆိုရင်မစ်ဆွေများကော်ကိုရှောက်တဲ့မရှောက်တဲ့နဲ့ကျွန်တော်တွေအာရှောက်တဲ့ခါဘာလို့လဲဆိုတာသိပြီးထင်ပါတယ်ရှောက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော် channel main နဲ့ password နဲ့ကိုရှောက်မယ် service ကိုပေးရတယ်အဲ့တော့ပေးရတယ်ဆိုတော့ကျွန်တော်တွေဘာမှစိတ်မပူပါနဲ့အဲ့တော့သူကရှောက်ပြီးလို့ရှိရင်တော့သူထွက်လိုက်ပါတယ်အဲ့တော့ဒီမထွက်လဲသူကအမြင်နဲ့ဒီအကောင့်နဲ့ဘယ်လောက်ငွေလဲဆိုတာကိုသူကကြည့်လို့ရပါတယ် တော့ကျွန်တော်တို့က तू က service အပ်တဲ့လူဆိုတော့ service ဆိုတော့လည်းအကောက်တွေအများကြီး channel တွေအများကြီးကိုကင်ထားတာပါကျွန်တော်တို့ channel တွေကိုလည်းအများကြီးကင်ထားပါတယ်အများကြီးအများကြီးရှိပါတယ်သူကင်ထားတာဒါကြောင့်မစိတ်ချလူလည်းကျွန်တော်စိတ်ချလူနဲ့ကျွန်တော် join ပေးမယ်ကျွန်တော်ကိုယ်တိုင် app ပေးမယ်ဇီနိုနဲ့တက်တောင်းလို့ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်တချို့ကလည်းဟိုမေးတွေပေးစာမလို့ admin ခန့်ပြီးတော့လဲရှောက်ပေးလို့ရှောက်ပေးတဲ့လူတွေရှိတယ်ဒါလည်းရပါတယ်ဟို အက်ဒမင်ခန့်ပေးတာနကိုကောက်ပေးစားမလို့ကိုရဲ့ password ကိုပေးစားမလို့ကိုရဲ့ဒီအက်ဒမင်ညာမှာသူ့ကိုခန့်ပေးတာခန့်ပြီးတော့လမ်းပြီးစားပြီးလမ်းလုပ်ပေးတာဒါလည်းရတယ်ဒါမဲ့ပိုကောင်းတာတော့ဒီ channel မရောပါသူ့ကိုပိတ်လိုက်တာပိုလို့အဆင်ပြေတယ်သူလည်းရှောက်လာပိုအဆင်ပြေတယ်မို့နော် okay ဒါလေးကိုလာပြီးမျှပေးတာပါဗျအားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေတာလေးအဆင်ပြေတဲ့နေရာလေးရှိသေးတယ်ခွန်မမအချိန်မီးမိခဲ့ပါကျွန်တော်ဖြေကြဖို့အသင့်ပါပဲဗျအားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ပြီးတော့မှဆက်လက်ပြုပါဦးမယ်ဘိုင်ဘိုင်